အားလုံးပဲမင်္ဂလာပါရှင်။ဘိုင်းဟင်အင်တာနက်မဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့စိတ်ခွန်အားဖြစ်စေမယ့်အစားအစာလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီ channel လေးကိုလည်းလိုက်ရန် subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဘီနာကနိုဒီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ကိုဟာယုံကြည်မှုနဲ့ရှေ့ဆက်နေသူ ဖြစ်တယ်။ညှော်လင့်ချက်နဲ့ရှေ့ဆက်နေသူမဟုတ်ပါ။အထူးသဖြင့် ကံပေးကံကြဆိုတဲ့ကံကိုယုံပြီးစူးပုံနင်းသူမဟုတ်ပါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ယုံကြည်ချက်ကိုရိုက်သွင်းထားသူဖြစ်ပါတယ်တခါလဲလို့ပြင်မထနိုင်အောင်လဲသူပြင်မသွားသူဖြစ်တယ်လဲကြလို့လောင်ရယ်နေလို့လဲရှက်တဲ့သူမဟုတ်ပါကိုယ့်ရဲ့အလုပ်ဟာကိုယ်နဲ့သက်ဆိုင်ပြီးပဝင်းကျင်ရဲ့အလုပ်ဟာသူတို့ထုံးစံရအလုံးနေမှာပါဒါကြောင့်သူတို့နဲ့မသက်ဆိုင်တဲ့ကိုယ်လို့ရယ်ကိုယ်နဲ့မသက်ဆိုင်တဲ့သူတို့လို့ရယ် ခွဲခြားပြီးနေထိုင်တတ်သူဖြစ်လို့သူတို့မောရင်နားပါလိမ့်မယ်ကိုကတော့ဆက်ယုံနေုံမှာပဲကိုဘွားကောင်းစားရင်သာ မဆက်တဲ့အမျိုးဟာရင်းနှီးနေပေမဲ့ကိုဘွားစုပ်ပြဲ့ရင်တော်နေတဲ့အမျိုးတွေသစင်းဖြစ်သွားတာတဘာဝမှုကိုနဲ့မသက်ဆိုင်တဲ့အရာတွေကိုဂယူးမဆိုင်တော့ပါတယောက်တည်းနေရတာကိုသဘောကျတယ်ရှုပ်ထွေးနေရတာသဘောမကျဘူး ဘသူပါမခွန်အားရှိတယ်ဆိုတာမျိုးမလိုလားဘူးဘသူကြောက်မှာဆိုတာကိုလေကို့ဘော်တက်ရောက်တာမခံခြင်းဘူးကို့ကိုကိုပဲအားကိုရတာကြိုက်တယ်ကို့ရဲ့ကြိုးစားမှုနဲ့အောင်မြင်တာကိုကြည်နဲ့စွာ လိပ်ပြတန်တက်ပီတိဖြစ်တယ်နားကြီးတာလည်းမကြိုက်ဘူးအဖော်မဲလို့အားငယ်သွားတာမျိုးမလိုလားဘူးဒါဟာကို့ရဲ့ဖြစ်တည်မှုပဲညှနာလွှဲနေလိုက်ပါ တချို့လူတွေကလိန်နေတယ်။လိန်နေမှန်းသိရဲ့နဲ့မသိကျင်အောင်ဆောင်းလိုက်ရတယ်။တချို့လူတွေကအကျဉ်ရုပ်တယ်။အကျဉ်ယုံမှန်းသိရဲ့နဲ့ညနာပြတ်မခံနိုင်လို့တီးခမ်းပြီးနေလိုက်ရတယ်။တချို့လူတွေကလေးများတယ်။လေးများမှန်းသိရဲ့နဲ့မကောင်းတက်လို့မျက်စိတစ်ဖက်ပိတ်နေလိုက်ရတယ်။တချို့လူတွေကတိတ်အပြောကောင်းတယ်။မဟုတ်မှန်းသိရဲ့နဲ့ နားထောင်ကောင်းကောင်းနဲ့ကြိတ်ယုံလိုက်ရတယ်။တချို့လူတွေကဟန်ဆောင်ကောင်းနေဟန်ဆောင်နေမှန်းသိရဲ့နဲ့ကိုပါမသိကြအောင်ဆောင်ဟန်ဆောင်လိုက်ရတယ်။လူလောကကြီးဟာအရန်ရှုပ်ထွေးပါတယ်။တိနေပြီမဲ့လဲမတိလိုက်တာကပိုကောင်းတယ်လို့မြင်နေပြီမဲ့လဲမမြင်ကြအောင်ဟန်ဆောင်လိုက်ရတာပိုပြီးငြိမ်ချမ်းပါတယ်။အဖြေမထွက်တဲ့အရာတစ်ခုကို တရာတော်ခေါက်ပြီးထိုင် တွက်ချက်နေလဲဘာမှမထူလာတာတွေရှိတတ်ပါတယ်။ကိုပြုတ်ပြင်လို့မရမဲ့အတူတူတခါတလေမျက်နှာလေးလွှဲနေတာကပိုပြီးကောင်းပါတယ်။ကျွန်တော်ကအနေအေးတယ်။တချို့သူတွေနဲ့မပတ်သက်ဘူး။ဘသူမှ ကြောက်လို့ခေါင်းငုံနေတာမဟုတ်တလို့ဘသူအကြောင်းမှစိတ်မဝင်စားတဲ့အချက်အကြောင်းလည်းဖြစ်နိုင်ပါတယ်။ကိုအကြောင်းပြောလာရင်လည်း တိတ်ဂယုမဆိုင်တတ်ဘူးဒါပေမဲ့တခါတလေအမောက်လေးတော့ထောင်တတ်တယ်အစိတ်ထိုးလိုက်ရင်တော့အစိတ်တက်သွားမယ်ဆိုတာနားလည်ထားပြီးပါငင်းနေတာအလိုတော့မဟုတ်ဘူးအာယုံအနောက်မခံတတ်တာဘဝမှာမနာလိုစိတ်မရှိတဲ့သူကစိတ်အေးချမ်းဆုံးပဲကိုထက်တရားရအောင်မြင်တာဖြစ်ဖြစ်ချမ်းသာတာဖြစ်ဖြစ် ူကြိုးစားလို့ဒီလူဘွားမျိုးရောက်ရှိတာပဲဝေဖန်တိုက်ခိုက်မဲ့အစားအကောင်းမြင်စိမ့်နဲ့ကြီးလိုက်တာက ပိုကောင်းပါတယ်ရုံးရီနဲ့ပတ်သက်ရင်ကိုယ့်ထက်လားဒီဖြစ်စေမလားဒီဖြစ်စေဒါကသူတို့ရဲ့ဖြစ်တည်မှုလူတိုင်းကသူ့အလားတရားနဲ့သူရှိတယ်ဘယ်အရာကိုမှမနှိုင်းရှင်တတ်တဲ့စိတ်ကဘာကိုမှမပူလောင်ရတော့ဘူးကိုကတော့ တယောက်ယောက်နဲ့အရှင်ပြိုင်မဲ့အစားကိုကိုကိုပဲပြန်ရှင်ပြိုင်နေနောက်နှစ်ကြာရင်ဒီနှစ်ထက် ပိုကောင်းတဲ့သူဖြစ်ရမယ်ဒီလောက်ပဲနားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လဲစိတ်ခွန်အားဖြစ်စီမဲ့စားဆောင်လေးတွေကိုတင်ဆက်ပေးသွားအောင်မှမို့ဒီ channel လေးကိုလည်းလိုင်းဟန် subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်ဒီနာက notify bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်